မြန်လာပါညရှိကွာဆာဆောင်မနှုတ်ဆက်တာပါတယ်ဇူလာ17ရက်2025ခုနှစ်ဘုံဟူနေဒီနို့ရင်စစ်တိုင်ချင်းရဲ့တွင်ချင်းဒီအပင်အကြောင်းကြောင့်ဖြစ်တယ်ဒီနို့ဤခနိုင်ရှင်းပြိုင်သော ခိနေတာကာမဆင်းကြောင့်ဖြစ်သည်မဟုတ်လောရှရာကောဝါရာဆာအခန်းကြီးနေခံငယ်တဲ့ခေါင်းစဉ်ကဒုက္ခရည်တွင်ဦး ရှင်ပြင်းကြရတော့ရှင်မြေတလေးမှာရှင်ကြတော့သူတို့ခင်ဗျာဘာတစ်ခုမှမလုပ်ရဘဲနဲ့အပြစ်ဒဏ်ခံရသလိုပါပဲတော်လည်ရေးတက်နေအရှူရစစ်တိုင်းတိုက်ပွဲများကြောင့်ဒေသခံဌာနတိုင်းရင်းသားများစွာဒုက္ခဆင်းရဲခံရပါ၏မြန်မာတို့ဤစစ်ပွဲမှာကာလတာရှည်ခဲ့ပါပြီငြိမ်းချမ်းရေးစကားတွေပြောကြတဲ့ချင်းတွေဆိုကြတော့လေတိုက်ပွဲကမရက်ဒုက္ခတွေမြန်မြလာသလိုယုံကြည်သူများကညှိတွားကြပါ၏။ရှီယာကွန်အော်ရာဆာအခန်းကြီးလေးခန့်ငယ်တင်းနှစ်တွင် လာသောနှုတ်ကပတ်တော်မှာ သင်တို့တွင်စိတ်တိုင်းချင်းရတွင်ချင်းအဘယ်အကြောင်းကြောင့်ဖြစ်သနည်းသင်တို့အင်္ဂါများ၌စင့်မြိုင်သောကိလေသာကာမရှင်ကြောင့်ဖြစ်သည်မဟုတ်လောသင်တို့သည်တမတ်၍မရကြလူအသက်ကိုတတ်၍၎င်းအလုံးလုံးချင်းသောဆိတ်ရှိ၍၎င်းအလုံးမပြည့်စုံနိုင်ကြရန်တွင်ချင်းစိတ်တိုင်းချင်းကိုလည်းပြု၍မရကြအကြောင်းမူကားရှုမတောင်းမဲနေကြ၏ဟူ၍ဖြစ်ပါသည်မိမိလိုသောအရာကိုဖျားခင်ထံမှရှုတောင်းရမှာပဲကိုမတိမဲနေသည်တည်တော်လည်းမတောင်းမဲနေသည်သူများရှိကအတ္တမလူ ူးယူခြင်းသည်မိမိအင်္ဂါ၌ရှိပြိုင်သောကိရိတာကာမစိတ်အနူးချသောကြောင့်ဓမ္မသောအရာများတွင်အရှိပြိုင်ကြပါသည်လူအသက်ကိုတတ်ကြပါသည်သို့တော်လည်းအရှင်ပြေစရာမရှိပါကိုယ်တိုင်လည်းစည်ရဲပင်မရသလိုကိုယ်ကြောင့်လည်းသူတမစည်ရဲပင်မရပါသည်လူသားတို့၏လူမဆန်သောအထွေများကြောင့်စည်ရဲဒုက္ခရသောမိရှင်များကိုဥပမာလေးတစ်ခုပြောပြစီစစ်စင်တွင်ကြသူတို့၏အကြာမှခံရသောဒုက္ခဝိနာအတွက်တောင်းခံထားပါဟုလို့ဆိုခြင်းပါသည်တခါကသာသနာပြုဇနီး ီးမောင်နဲ့နှစ်ဦးသည်ပါကင်စတန်နိုင်ငံမှာကျူးစား၍သာသနာပြုနေခြင်းသူတို့၏6လအရွယ်သားငယ်ကလေးဆုံးသွား၍များစွာပြည်မှဝန်းနေကြည်ခွင့်ရပါ၏ထိုသတင်းကိုကြားသောပန်းချပြည်လူအုပ်ကြီးကသူတို့ကိုအားပေးပါသည်ဆရာတို့စီးမောင်နှံကတော့ရေအိုးရင်းခုံရှင်းတဲ့ဒုက္ခကိုတွေ့ရပဲရှူွက်နေတဲ့ရေမျိုးအိုးတွေမှာကောင်းစရာတော့မရှိပါဘူးဒါပေမဲ့ဆရာတို့ကကြုံဦးဆိုရင်တော့ပုံမင်းမှာကြိုးလာမယ် အရသာရှိပါမယ်။သို့တော်ရှင်ရတို့ကအာလူးရှင်ရင်တော့ပြုတ်ပြင်းတော့မှတည်ချာတယ်။ရှင်နီဦးထဲမှာရှင်ရတို့ရှင်းသွားရခိုက်မှာကျွန်းဦးဖြစ်ပါရှင်လို့ရှူတောင်းပေးပါရယ်။ဝင်ဖြစ်ပါတဲ့။ဒုက္ခရှင်ရဲ့ကိုခံရရှိရှူတောင်းခြင်းတစ်ခုသာလက်မလို့ပဲတောင်းခံနိုင်ဖို့ပါအားလုံးဖျားရင်ကောင်းချီးပေးပါရှင်။